ရောက်တော်တော်နဲ့တယ်ပေါ့နော်ဒီလောက်ဒီလောက်မြေနဲ့စက်ထဲရနေကျွန်တော်တို့ဘောဘလို့ဒီကြောက်ခဲမြေသားတွေဟိုးရင်ဘလို့တယ်မလို့ဆိုတာကျွန်တော်တို့နည်းနည်းတော့စဉ်းစားရတဲ့ချက်ရှိရပေါ့နော်ခါလေးဒီတောင်ထဲမှာခက်ခဲပြန်မှန်းဆိုတာခလေးမွေးပြီးတော့ရုံးကထောက်ကြစားတောက်ပြီးတော့ရှင်တန်ခဲ့ရပုံလေးကိုကျွန်တော်ပြထားတာပေါ့နော်ဟုတ်ကဲ့ဒီနေ့ဘောရင်းမှာတွေ့ရမယ်ကျွန်တော်တို့မိဒီပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီ ခေါင်းမြောင်းရော့မှာရှိတဲ့မြေအောက်လှိုင်ကိုတွားมาဖြစ်ပါတယ်အဲ့မှာမြေအောက်လှိုင်ကိုရောက်ခင်ကျွန်တော်တို့ရင်ဆုံးအနေနဲ့ဒီခွန်ချောင်းကူချောင်းဆိုတဲ့ဘုရားလေးကိုရင်ဆင်းရမှာဒီမှာကျွန်တော်တို့က KD ခွန်ချောင်းခွန်ချောင်းကူချောင်းဆိုတဲ့ဘုရားလေးရောက်ကျွန်တော်တို့က KDA ထပ်စီရမှာเนาะ KDA ကမိနစ်45မိနစ်မှတစည်းလာပါဒီမှာ KDA ခါလည်းမပေးရပါဘူးကားနဲ့သွားရင်လည်း9ရွက်လောက်သွားရမှာဗျာဒီမှာ KDA ရှိမယ်ဆိုရင်တော့9မိနစ်လောက်ပဲကြာအောင်အဲ့တော့ KDA ကိုကျွန်တော်တို့ကဒီ community ကို မိနစ်30တော့ထပ်ဆောင်းနိုင်မှာပေါ့နော် KDA နဲ့ဆိုတော့9မိနစ်တော့သွားအောင်ပါဒီကိုကျွန်တော်တို့ခူးအပ်သွားနေရမှာကျွန်တော်လိပ်စာလည်းပြည့်စုံနေတယ်သွားနေသွားနေလဲဒီလိုလေးမှာပြည့်စုံကျင်းမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီဘောင်းမြောင်းရောက်ရင်ဆိုတော့ဒီမှာတော့79နဲ့89ရှိရမှာဖြစ်ပါတယ်။ဒီမှတ်တိုင်ဒီနှစ်ကားပဲရောက်တာပါเนาะ။အဲ့မှာရေးထားဘောင်းမြောင်း3ခုဆိုပြီးရေးထားရှိပါတယ်။အဲ့ဒါနဲ့ကျွန်တော်ချောင်းမှတ်တိုင်6မှတ်တိုင်လောက်ရှိပြီးတော့ရှိရင်ရောက်ပြီပေါ့เนาะ။3ခု လိုင်ကောကဟိုရောက်တော့ပြီပေါ့နော်ဒီမှာဒါကျွန်တော်လိုင်ကောကဟင်းဒီမှာလက်မဖျက်အောင်ပေါ့နော်ကိုညိုကြောတော့ဖက်ဖြစ်ပါတယ်ဟာဟောဒီလက်မဝေရအောင်လက်မဝေတန်းစီနော်အမရတော့ပါရဲ့မရအမောဘယ်လဲဒီမှာကျွန်တော်တို့ဒါလက်မဝဲကိုတက်ရှိနေတဲ့လူတွေပဲဖြစ်ပါတယ်။ဟုတ်ကဲ့။ဝါအော်ချောမနာရောဒါကတော့ကျွန်တော်တို့လိုင်ကူဝါပဲဖြစ်ပါတယ်။ ဒီလိုင်ကူကကျွန်တော်တို့ဂျပန်ရောင်းခဲ့တဲ့နှစ်တရာကျော်လောက်ပါဘောနော်ဂျပန်ခေတ်မှာဒီတတ်ထူတူးပေါ်ပြီးတော့နောက်ပိုင်းမှာတော့ဒီဟာလူပညာနဲ့တမိုင်းနဲ့လူပညာတွေပေါင်းစည်းပြီးတော့ဒီမှာဝင်ကြီးနဲ့ဝင်ရောက်ကြည့်ရှုနေရတာဖြစ်ပါတယ်။အိုးဟန်ဦးရဲ့ရောင်းဟာလည်းတော်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 အေးတော်တော်အေးရောကျွန်တော်တို့ပိတ်ချင်းမြောင်ရွာယူပါဆိုတော့ပြင်ဦးလွင်ပိတ်ချင်းမြောင်ပုံစံပေါ့နော်ပုံစံနေထားဟာတော်တော်အေးတယ်ဟာ ဒီသူများကြီးပြောနေကြတော့အင်ကာဂျိုကိုရောက်သွားလို့ခံစားသွားမှာဖြစ်တဲ့ဘန်းမြောင်းတုံးကူမြောက်ဆိုင်ကောင်းပဲဖြစ်ပါတယ်ခင်ဗျာတကယ်ပဲတကယ်ပဲဒီစဝင်ရောဝင်ဝင်ချင်းမှာပဲကျွန်တော်တို့ခြားကဘာကိုအဲလူပီလူကဘာနဲ့ခြားကဘာကိုရောက်ရှိသွားလို့တကယ်ပဲခံစားခံစားနိုင်တဲ့ရတာပေးရွှေဆွနိုင်ပါတယ်ဗျာကျွန်တော်တို့ဒီချက်ကြည့်ပြီးမှမေးခဲ့တယ်လို့ပဲဒီလိုင်ကောင်းကိုသွားမယ်ဆိုတော့သူကအေးမြလို့တဲ့နှွေးတဲ့နည်းနည်းပါပါလေးဝတ်တော်ပါဆိုတဲ့အတိုင်းတကယ်လဲဒီထဲပဲရောက်လာတော့တကယ်လဲ အေးမြရတယ်ပေါ့နော်ခုကျွန်တော်မီးရတော့ကျွန်တော်ရောင်စုံမီးတွေရှိရတယ်ဆိုနည်းနည်းလေးမဲမဲလေးပဲကြည့်ခံကြည့်ပြကြပါခင်ဗျာဆောနာလက်မဖြတ်တဲ့နေရာမှာတခုသင်္ကန်းစာရခဲ့ရပါဘူးသူကာရီစာလေးဆိုရင်ဗျာဟာရင်သူက discount ရတယ်ဝဲဆိုရင် discount မရအောင်အဲ့တော့ကျွန်တော်တို့ဝင်ဝမှာလက်မဖြတ်တဲ့ဟာကိုယ်ကို automatic ဆက်ရှိရပါတော့အဲ့ဆက်နဲ့ဖြတ်လို့ရရပါတော့ကျွန်တော်နောက်လူတွေကြတော့ကျွန်တော်တို့ဒီတန်းစီချမ်းမလို့ပါနဲ့ဒီတိုင်ကူဝမှာဆက်နဲ့ဖြတ်လို့ရပါရဲ့ဆိုတော့ကျွန်တော် အာတီးပေးလိုက်ချင်ပါတယ်ခင်ဗျာဆိုတော့ဒါဒီလိုပုံမှန်လိုက်ကြည့်မယ်ဆိုတော့ဒါဒီလူပညာဟိုအရီကိုရောင်သူမီးရဲ့အလှသဘောကိုမြင်ရမှာနော်ဒါပေမဲ့ကူးမဟုတ်ဘဲလုံခဲ့နှစ်တရာကိုပြန်သွားမယ်ဆိုတော့ဒါကိုရီးယားကိုရီးယားဒီကိုရီးယားသားတွေရဲ့အသက်သွေးချွေးတွေနဲ့ဒီမှာရင်းနှီးမြှုပ်နှံခဲ့ရဆိုတော့ဒါပြောလို့မေးလို့မေးလို့မရဘူးပေါ့နော်ဒီကဒါတဘိုးတော့ကဒီဟာကသူကတတ်ထူတူးဖော်ခဲ့တာဆိုတော့ ရင်တော့ဒီဂျပန်နေအုပ်ချုပ်ခဲ့ခြင်းဟာဒီကိုရီးယားသားကိုရီးယားနိုင်ငံသားတွေရဲ့အသက်တွေတွေးတွေချွေးတွေနဲ့ရင်းပြီးတော့ဒီလိုဖြစ်လာခဲ့ရဆိုတော့ကျွန်တော်တို့ဒါငင်းလို့မရဘူးပေါ့နော်ဒါတော့ကျွန်တော်ဒီဖရက်တီမရောက်သေးဘူးခုနေထားဝင်တော့မှရှိပါရဲ့အိုးကျွန်တော်တို့ဒါဆိုရင်တော့ဟို impressive view ဟိုခနာထေဝါလှပ်ပါရဲ့ကျွန်တော်ဘီယောင်ဆုံးလှအောင်မြင်တွေ့နေရပါရဲ့ဖြစ်ပါအခုကျွန်တော်တို့ဒါတော့လှိုင်းဝါဝဲဖြစ်ပါတယ် ောင်းမှရတော့မရှိနေရောမိအောင်ဆိုများစွာနဲ့ဒါကတော့ကျွန်တော်တို့အခုကိုရီးယားတည်ထိုင်ကြပါတော့မိအောင်ဆိုများစွာနဲ့ဟောဟောလာဒီလိုလှန်ကူးလေးလေးမှဆိုချစ်သူလေးနဲ့ရှောက်သွားလိုက်ပဲဆိုတော့ကျွန်တော်တို့နတ်ပြည်ရောက်သွားတာခံစားသွားတယ်ပေါ့နော်ဒါပဲဒါဒီလောက်ကတော့အသိမဟုတ်သေးဘူးเนาะထစ်ရှစ်ဆက်မှာကိုရီးယားဘလောက်ထိ ထူးဆန်းအောင်ပေးသွားမလဲဆိုတော့ဆက်ကြည့်ရအောင်ပေါ့နော်ဒီလောက်ကတော့ကျွန်တော်တို့ဘာမှအသိမထူးဆန်းနေဘာပြီးမှလည်းရှိရပါတော့ဒီနေထားတော့ခနဲ့တော့ချက်ရှိမှဘာလည်းရှိသွားမလဲဆိုတော့ကျွန်တော်ဆက်ကြည့်ကြအောင်ဗျာဟုတ်ကဲ့ကျွန်တော်ထက်မှဆိုတော့ဒီဟိုလောက်တော့ရှိရပါတော့ကျွန်တော်ရက6ပေဆိုတော့6ပေ9ပေတော်တော်ခေါင်းလွတ်တယ်ပေါ့နော်အဲ့လောက်တော့ရှိရပဲထင်တယ်ဟိုပါဒီမှာလူပေါင်းလူတွေအများကြီးတန်းစီနေပေါ့နော်ကဲထူးဆန်းတာဘာရှိရလဲဆက်ကြည့်မယ်ဗျာဟိုပါကျွန်တော်ပြင်းပြကိုပေါက်ထားတာပဲဖြစ်ပါဆိုတော့ ည့်ရလေအများကြီးပါဒီရှင်းပြ guide တွေလည်းရှိရပါတော့ဒါပေမဲ့ကျွန်တော်တို့ကဟိုဟိုဘော်ကြီးတက်ရအောင်မိုက်တယ်ပိတ်ထားတာပဲအာကျွန်တော်ကူလို့ရကတော့ဟိုမှန်ဆိုတော့ဟိုဘော်ကြီးတက်ရအောင်နော်အဲ့မှာကူကကူကပိတ်ထားဆိုတိုင်နေပတ်နေပါ Thank you. ားတွေငားတွေပြင်းနေပြီဗျာအနမ်းနဲ့ဒီတော့ရေပါစိတ်နေပါတော့အမေဒါဒါတတူတတူတူဟာတတူလေဗျာဒါရွှေလာရွှေအောင်ထွက်တာဟုတ်ဟုတ်လိုင်ကောင်းတူးရင်လည်းအဲ့လိုပဲဒီလွားလေးထွက်တယ်ရွှေအောင်လေးလက်တာဗျာရွှေရွှေကျင်လို့ရတယ်ဟုတ်ကောလိုင်ကောင်းတူးရင်လည်းဒီလိုထွက်တယ်လေရွှေနည်းနည်းကျင်းရတယ်နည်းနည်းလေးလိုင်ကောင်းတူး ရွှေစားဗောရွှေကျင်လို့ရဒီဘော်ရေဆိုတော့တက်မရအောင်ဒါပဲဒီမှာဆိုပြရွှေရောင်နေဒါ original တဘာဝရွှေပဲဖြစ်နေတယ်ဗောဒါပဲရွှေဖြစ်လောက်တော့မရှိသေးဘူးဗောဗျာဒါကိုရီးယားမှာအတွင်းအတွက်ပစ္စည်းကရှားရယ်ဗောနော်ဟိုဘောတခြားပေါက်ထားဗောဒီဘက်မှာရွှေရောင်နေတော့လက်နေရွှေရောင်နေလက်နေအောင်ဗောနော် ါပဲရွှေဖြစ်လောင်တော့မရနာဖြစ်လောင်တော့မရဘူးပေါ့ဗျာဒါလေးရနည်းနည်းလေးရောရွှေအောင်လေးရောလက်နေဒါတော့ original တွေမှာကျွန်တော်တို့ phone no phone လည်းဒီလိုပုံစံလေးတွေတွေ့ရတယ်ပေါ့နော်ကဲကျွန်တော်တိုင်ဖို့တော့ရှားလေးစိတ်လုံးရှားပွေရရင်တွေ့ရလေးပေါ့စိတ်ဝင်စားစရာလေးပိုပေါ်လေးပေါ့တိုင်ဖို့တော့ကျွန်တော်ဒီမှာကျွန်တော်ရွှေတွေ့ကြရုပ်ထုကြီးတွေတွေ့နေအာရုပ်ထုကြီးတွေတော့ဒါပဲဒီကံပြောတတ်တယ် အာပရိတကုနဲ့ problem ရှိတဲ့ affluent to the heavy နဲ့တဲ့သူရဲ့ဘုရားရှင်ကိုကျွန်တော်တို့ဆူတောင်းတာပေါ့ယုံကြည်မှုနဲ့ပျော်ရွှင်မှုတွေဆူတောင်းတဲ့ဟာပဲဖြစ်ပါတယ်။ဟွာကျွန်တော်ဒီဘက်မှာကျွန်တော်တောချိတ်တွေတွေ့ရပြီဗျာ။ Golden Plateau Vision Board ။အဲဦးလေးစကားတင်ပြီးတော့ခွင့်လုပ်ပြီးပါပြီအဲဟာလေးတော့ဒီမှာကျွန်တော်တို့ရဲ့ဆူတောင်းတွေကိုဒီမှာချိတ်ပေးထားပါတော့နော်။ဆူတောင်းစကားလေးတွေကိုဒီမှာရောက်တဲ့လူတွေကဆူတောင်းစကားလေးကို ဒါသမီးပေါ်ကုန်းနဲ့ရေးထားပါဘောနော်ပြန်มาဆိုရင်မိုင်းရောနော်ဒီဘက်မှာဆိုရင်ဒီထားပြီးတော့တပ်ပုံတွေပါရိုက်လို့ရကဲကျွန်တော်ဖတ်တမ်းမဲ့ထားလေးတခုတော့ကျွန်တော်ဖတ်ပြမယ်ဗျာမာရေးဘာမှရေးချာဦးရီပါဆိုတော့ခါရလည်းမရမရှင်းဘူးဗျမရှင်းတယ်လည်းမဖတ်တယ်လည်းမသိဘူးဦးရီကာချိုကီခေါင်းကဟာ အကောနဟာရှူတဲ့ကျွန်တော်တို့မိသားစုဒါကျမ်းမာပါစေဆိုပြီးတော့ဆူတောင်းစကားတွေရေးထားပါဘောနော်နောက်ပြီးတော့ပါရှိရောဒါပါရတော့တချို့ဟာကျတော့လည်း nation လို့ကျွန်တော်လည်းမဖတ်တတ်ဘူးကြီးအလွယ်တဲ့ဟာလေးကျွန်တော်ဖတ်တတ်တယ်သင်ဖို့ဟာဟာရှိတာတဲ့ဒါပြောရှင်ရပါစို့တဲ့ဒါဆိုတော့ဆူတောင်းစကားရေးတယ်သူကဘယ်နေ့ရေးထားတော့ဆိုတော့အတိတ်ရောမပါဘူးကြီးဒီဘက်ဒီဘက်ရောက်သွားရင်ကျွန်တော်လိုင်ယူကရှင်းလာတယ်လူကပိုးများလာလို့ဘောနော်ပိုးမှာဆိုတော့ဆဝင်ကစားတော့တော်ကျယ်သေးတယ် ယူလောစက်ကတော့မြေရောက်တော်တော်နဲ့တယ်ပေါ့နော်ဒီလောက်ဒီလောက်မြေနဲ့စက်ထဲရနေကျွန်တော်တို့ဘောဘလိုဒီကြောက်ခဲမြေသားတွေဟိုးရင်ဘလိုတယ်မလို့ဆိုတော့ကျွန်တော်တို့နည်းနည်းတော့စဉ်းစားရတယ်ချက်ရှိရပေါ့နော်စတော့ကျွန်တော်ဝင်ကစားတော့ကတော့ကိုကြီးကတတော်လဲဆိုတော့ဘာမှမတန်ဘူးလို့ခံစားရပြီလေကျွန်တော်အောက်ရောက်လာလေစိတ်ဝင်စားဖို့ရအများကြီးစိတ်ဝင်စားကြရအများလေးဖြစ်နေတာပေါ့နော်ဒီညာလေးရလဲကျွန်တော်တို့တာကြီးမဝေးဘူးတော့ဝမ်းမြောက်နဲ့ကြီးရဲ့ဒီညာလေးကိုလည်းတွားလေ သွားလဲတင်းတယ်ဗောနော်ပြီးတော့နီးရလူတွေခေါ်ကတော့ဒီပိတ်ရရှိရမှာသွားလဲကြပါလို့ကျွန်တော်ဆန္ဒပြုလိုက်တယ်ကျွန်တော်တို့ဒီဆက်ပြီးတော့ဘာတွေဆက်တွေ့မလဲဆိုတာကျင်ကိုစိတ်လို့ဆရာဝေဆက်ကြည့်ကြပါတော့ဗျာကျွန်တော်တို့ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်နည်းနည်းလေးရှင်းမယ်လို့မျှော်လင့်ရှင်းမယ်လို့ထင်မိပဲဗျာဘာလို့လဲဆိုတော့ဒီအောက်မှာကျွန်တော်တို့ဟိုမှာစဉ်းစားရတယ်တော့အများကြီးရယ်ဗောနော် ခုကျွန်တော်ကတော့လေကဆင်းတာအောက်မပေးတော်တော်နဲ့နေပေါ့နော်ဒါကိုရီးယားဂျပန်နဲ့ပေါ့ဟိုးရင်တော်တော်ကိုနဲ့နဲ့ကြီးတူးခဲ့တာပေါ့နော်ကျွန်တော်တို့မြေအောက်ကိုဘီရင်လွှာတဲ့အတွက်ပဲဆိုတော့ငါဟို9တာ6တာလောက်ပေးပေးတော်တော်များမယ်ပေါ့နော်ပေးတော့ပေးရချီပေးနေရတော့ပေးနေရမကတော့ဘူးပေး3 400လောက်တော့ရှိမယ်ထင်တယ်ဗျကြတာကိုရန်ပဲလေးပေါ့နော်ဟွမ်ကွန်ကွန်ကျောင်းတော့သူကရွှေနန်းတော်လိုတင်စားတာပေါ့နော်ဒီမှာကျွန်တော်တို့ရုပ်ထွေးလေးရှိတယ် ်အဲကိုရီးယားရိုးရပုံရောပေါ့နော်ဟိုဟာဒီဘက်မှာကျွန်တော်တို့ Golden Palace ဆိုရယ်သူရွှေရွှေအောင်နဲ့ပြုလုပ်ထားတဲ့ဒီမဲ့စူတောင်းရင်ဘက်ဆန်နဲ့ကြည့်ထားတာရှိရောနော်ဒီဘက်ဆန်နဲ့ကအဲဘာပြောတော့ဒီနောကကျွန်တော်တေချာကိုတင်းခဲ့အောင်ဒီအောက်မှာတေချာကိုနည်းနည်းဆက်ဆက်ဆိုရင်တင်းခဲ့ဟာဟိုချောင်းထဲမှာထိရေနာတက်တာရပါပဲပုံစံရေပေါ့နော်ဒါတကယ်တကယ်တကယ်ဆိုတော့ကြီးရေလောက်ထားရှိရောဟောမှာ ဆွဲကြိုးရေးတွေပေါ့ဒီတိုင်းပြစ်ချတာပေါ့အဲကိုရီးယားလူမျိုးတွေလည်းတို့ရဲ့ဒီလိုယုံကြည်မှုတော့ရှိရပေါ့နော်ဒီအောက်မှာ9000တန်တွေ10000တန်တွေ1000တန်တွေရဆက်အောက်မှာကျဲထားပေါ့နော်ကဲကျွန်တော်တို့ကူကတော့ဆက်အောက်ဆင်းနေတော့ပေးဒီမှာကျွန်တော်အကစ်ကစ်အန်နာဂရောင်းဝါအော်လိုင်ကောင်းရဲ့မြေအောက်ကဘာပေါ့နော်မြေအောင်လိုင်ကောင်းရဲ့မြေအောက်ကဘာရောက်လာကြာလေကျွန်တော်တို့စိတ်ဝင်စားစရာအများကြီးတွေ့ရလေပဲပေါ့နော် ခုချိန်ကြီးကျွန်တော်တို့အဆုံးအထိမရောက်သေးဘူးဗောနော်ဒီအတွင်းပိုင်းရောက်လည်းပိုးပြီးအေးမြတယ်လို့ခံစားနေရတယ်ဗောနော်ဒီကျွန်တော်တို့ဟိုဒါဆိုတော့ကျွန်တော်တို့မြေအောင်ဆုံးထိရောက်သွားရောเนาะဟိုပေါ်ကြီးထိကြည့်မယ်ဆိုတော့တော်တော်ကိုမြင်တယ်ဗောနော်ဟိုမြင်တော့ဗောမြင်ရတော့ဟိုပဲပါဆိုကျွန်တော်တို့လှမ်းမြင်နေတဲ့တဝက်ပဲရှိပါသေးတယ် ဒါကျွန်တော်တို့ဒီဘက်ပြီးသွားပြီဆိုတော့ဒီထပ်ပြန်တက်ပေါ်ဒါနေဆုံးပေါ်တော့ဒီအောက်ထိပေပေါင်းပေ400ပေ400 500လောက်တော့ရှိတော့အိုးကျွန်တော်တို့ဒီမှာဒါပိတ်ထားလို့ပေါ်တော့အန်နယ်ရှိလို့ပိတ်ထားလို့ဒီအောက်မှာဆက်သွားလို့ရရဲ့ပေါ့နော်ဒီအောက်မှာဒီထပ်ထပ်ပေါက်ထားရှိရဲ့ပေါ့နော်ဟုတ်အာတော့ဒီဟိုအောင်မှာတော့ရေဒီပါးစိတ်နေမှာနော်ဒီအောင်မှာတော့ပိတ်ထားအန်ရရှိလို့ပိတ်ထားအောင်နော် ဟိုးရင်ကေလုံခဲ့တဲ့နှစ်တရာဒါတွေဒီလိုဒီလောက်ထူးခဲ့ရဆိုတော့ဂျပန်နေနီးပညာလည်းမခေတော့တော်တော်ကိုတိုးတက်နေလို့ပြောရအောင်ပေါ့နော်အဲ့ဒီလိုလှိုင်းကုန်ကြီးဖြစ်ဖို့လို့ဒီလူသက်တွေဘလောက်များသတိခဲ့ရလဲဆိုတာကျွန်တော်ခံစားမိပါမယ်နော်။ဒါဒါလှိုင်းကုန်ဖို့ရဆိုတော့အလုံးဟိုးရင်ခင်မတိုးတက်ခင်မတိုးတက်တဲ့ခါတော့ကတော့လွန်အန်ရရှိရအလုံးပဲဖြစ်ပါတယ်။ ဒါဂျပန်နေအုပ်ချုပ်ခဲ့စင်မှာခောက်ခောက်ခဲ့ရတာပဲဖြစ်ပါတယ်ဒီရောက်မှာဆိုတော့ကျွန်တော်တို့ဒီ case underground လေးဆိုတာဒီ live ဘုံရဲ့ကျွန်တော်တို့မြောက်ကံပေါ့နော်ဒီရင်ရဲ့တော်တော်တော်အေးမြနေမှာဆိုလူခနာကိုလည်းတော်တော်အေးနေပြီပေါ့နော်ခုကျွန်တော်ဒါကတော့လှိုင်ကောင်းရဲ့အောက်ဆုံးထက်ကိုရောက်ရှိနေရဖြစ်ပါတယ်ဒီမှာကျွန်တော်ကသူကပေမြင့်တော့တေချာတော့ရေးမထားဘူးပေါ့နော်ဟိုဘက်မှာဆိုရင်ကျွန်တော်တို့ ထူကြဆန်းပြတဲ့ကြားလေကျွန်တော်တို့ထူကြစိတ်ဝင်စားစရာကောင်းတာတွေတွေ့လို့တွေ့တွေ့ရလေပါကျွန်တော်လည်းဒီကျွန်တော်ဒီအောက်ကနေပေါ်တက်လာရင်တော့ဒီဟာအောက်ဆုံးကနေတခါညာဘက်ကြောတိုင်းပြန်တက်မှာဖြစ်ပါတယ်ကဲဒီမှာဆိုရင်ကျွန်တော်တို့ဒုံကူးရဲ့ကျဲဝမ်းဒီလှိုင်ကောင်းရဲ့နှကားကြီးကိုတွေ့ရရဖြစ်ပါတယ်ဒီနေရာကတော့တပ်ပုံရိုက်ရှင်တဲ့ခိုးကတော့အင်တာကောင်းတဲ့နေရာလေးဖြစ်တယ်ဗောနော်ပုံမှန်နှကားအကမျက်လုံးကလည်းမီလင်း တော်တော်တက်ဝင်တော်တော်တက်ဝင်တယ်ဗောနော်ဒီနည်းဖြစ်တာလည်းဟာပစ္စည်းကိုပြတယ်ဗောနော်ဒီလိုကျောက်တော့ကျောက်တော့ခွဲတော့ဒီလိုချုံဒါဒီပစ္စည်းနဲ့ဒီပစ္စည်းနဲ့ကျွန်တော်ဟိုပြုခဲ့တာဗောနော်ဒီဒီပစ္စည်းနဲ့ဟိုပြုခဲ့တာသားပါတယ်ပါဝင်ကြရတာလို့ individual particle of matcha ဟိုကျွန်တော်ပေါ်တက်နေဗောနော်အော်လက်ညောင်းနေ အဲဒီကျွန်တော်ဒီနေ့ကျွန်တော်ဂိုင်းလုပ်ပြရကျွန်တော်ရတာဖွဲ့ခစ်ပါတယ်ဒီနေ့ကျွန်တော်ဂိုင်းလုပ်ပြရကျွန်တော်ရတာဖွဲ့ခစ်ပါတယ်ဒီနေ့ဒီနေ့ကဂိုင်းဆရာကြီးတော့တော်တော်ဂိုင်းကြီးပါတော့ဒါတော့ကျွန်တော်ဖွဲ့သားတွေဖြစ်ပါတယ်ခင်ဗျာပါကျွန်တော်ညောင်းရှေရောဒါကျွန်တော်ရဲ့ဒါတိုးရကကျွန်တော်ကျွန်တော်ဖွဲ့သားတွေဖြစ်ပါတယ်ဒါကတော့ဟုတ်လားတိုးရကလုတ်ပေးနေတာပါမြန်မာမြန်မာချင်းတိုးရကလုတ်ပေးနေတာပါဒီဟာတော့ဘာဘာပြန်ပြေးတာပါသူကတော့ဘာသာပြန်ပြေးရေ ကျွန်တော်စဉ်းတော့တာမတိတာမဲ့ပေါ်တက်တဲ့ချိန်မှာတော့ကျောက်ပေါင်ခြေလုံးကျောရေတော်တော်တင်းနေရေနော်။ဒါပဲဘေးမှာကကြီးမလေးတွေရာသူတို့ရဲ့မောနေချိန်မှာသူတို့မျက်နှာကြီးကြည့်ပြီးတော့တက်ရတာပေါ့။တင်းနေတော့မောပြေးတာပေါ့ဗျာ။အာ။ဒါမဲ့မောကသူ့နဲ့ပါရဲ့။ဘာလို့လဲဆိုတော့သူစိတ်ဝင်စားရရတော်တော်များရေပေါ့နော်။သူနက်ကတော့မြန်မာပြည် ပိတ်ခင်းမြောင်ထက်နဲ့တယ်ဗျနော်ရှည်ကတော့အဲ့လောက်ရှိမရှိတော့ဘူးဗျာအဲရှည်ရဲ့ထဲမှာအေးမြခြင်းအတူတူပဲဗျဒါပေမဲ့ဒီမှာကျွန်တော်တို့ရေသိမ့်မစိမ့်ဘူးဗျနော်လူဝော်ရေသိမ့်မရအောင်လူဝော်ဒီမှာကျတော့လူဝော်လူဝော်ရေကြရအောင်ခုပြောနေဆိုရင်ကျွန်တော်မောနေကျတော့ဒီမှာဆိုရင်တော့တို့ဟောကွာ ဟောကတဲ့ဆက်နှစ်ကနေ1945နှစ်ပေါင်း33နှစ်ဒါဒီဆိုင်ကူကိုလုပ်ခဲ့ရအောင်လို့ဟောတချိန်တော့ဆိုတော့ဒီခုခေတ်နီးပညာလဲဆိုတော့ဗျာ၄၅နှစ်ပဲချိန်ပြရအောင်ဆိုတော့တချိန်တော့သူတို့ရဲ့မတုတ်တခင်ကစက်ဖို့ဒေါ်လာရဲ့ထောက်ကားခင်ကဟောပြီးဆိုတော့ကျွန်တော်တို့နှစ်ပေါင်း30လောက်ချိန်ပေးခဲ့ရပါတော့ဒီဘက်မှာသူတို့ရဲ့ကိုရီးယားဒေါ်လာရောရိုးသီးမီရောခလင်းငယ်ရောဘောရောဒီထဲမှာကျွန်တော်လုံးလုံးရင်းနဲ့တက်တက်ပေါင်းဘလောက်ပေးရမယ်ဆိုတာလည်းကျွန်တော်တို့ခံစားမိရပါတော့ ။ဒါပေမဲ့ဒီကိုရီးယားမှာဆိုထူးခြားချက်ကတော့ထိုင်းမှာဆိုတော့ကျွန်တော်မြန်မာတွေထိုင်းမြန်မာနဲ့ဖြစ်တဲ့ချိန်မှာဆိုတော့အဲ့လိုမကျင်းတဲ့ချိန်ဘာတွေကိုသူတို့ထုတ်ပြထားတာပေါ့နော်။ဒီကိုရီးယားမှာကျွန်တော်အဲ့လိုမျိုးခွင့်နဲ့သူတို့ရဲ့ဒီဂျပန်တွေရဲ့လုပ်ခဲ့တာကိုဘာမှအဲ့လိုပေါင်းလို့ပဲနဲ့ဒီတိုင်းဥပညာဖြစ်ဖြစ်နုပညာမကျင်းတဲ့ချက်တွေမပါဘဲနဲ့ဗျာ။နုပညာဖြစ်နေတာပြထားတာပဲဖြစ်ပါလေ။ဒါကျွန်တော်ဟိုးရင်တော့တုံးခဲ့တဲ့အချိန်မှာမိတင်ရောတန်ဟိုပါရောနော် ဟိုတန်ချောင်းနေပေါ့နော်ဒီသူရင်အတုံးခဲ့တန်ချောင်းနေနှစ်ပေါင်းတရာကျော်ရှိဆိုတော့တန်ကြီးကိုင်နေပေါ့နော်ကျတော့ဒါထပ်ပေါက်ရောက်ပြီဆိုတော့တဲလမ်းမှာကြည့်ရတယ်ဒါကြီးကြံသေးရေပေါ့နော်ဒီလိုလူစိတ်ဝင်စားရတယ်အများကြီးရှိရေပေါ့နော်ဒါကတော့ကျွန်တော်တို့ဖိုးရင်ကလောက်ခဲ့တဲ့ပုံလေးကိုတပ်ပုံလေးမှတ်တမ်းယူထားပါတော့ဒါ ဟုတ်ကဲ့နှစ်တရာတော့မဟုတ်ဘူးပေါ့ဗျာကျွန်တော်တို့ကင်မရာတွေပေါ်ရဲ့ချင်းရစားကြီးဒီလိုင်ကောင်းကိုပြန်ပြုပြင်ဖန်တီးပြီးတော့မီးရပါရှင်ခဲ့တဲ့ဟာတွေကိုပြန်ပြထားပါဘောနော်ဒီမှာကျွန်တော်တို့က1900 1992ကနေကွန်ပျူတာ1992အဲ့ဒီဗီဒီယိုနော်ဒီဗီဒီယိုဒီချိနှစ်ပေါင်း70ခုနှစ်ကြာအောင်လုပ်ခဲ့ရနေထားပါဘောနော် ဖြစ်ခေါ်မယ်ဆိုရင်တော့သမာဓိတွေပါရင်လည်းဒီမှာလက်လူလုံအားနဲ့ဖောက်ခဲ့ရအောင်နော်ဒီမှာလက်ကြံလေးတွေကိုသူကအဆက်တွေနဲ့ပြုလို့ဂျင်းမှာတုံးခဲ့တဲ့ဆက်တွေနဲ့ပုံဖော်ပြလာပြရအောင်နော်ဒီမှာကိုရီးယားသူလေးတွေရဟုတ်လားခလေးဒီတောင်ထဲမှာခက်ခဲပင်မန်းဆိုတာခလေးမွေးပြီးတော့ရုံးကလှုပ်ရှားစားတောက်ပြီးတော့ရှင်တန်ခဲ့ရပုံလေးကိုသူပြထားတာပေါ့နော် ပြီပါဆိုနော်လူတယောက်ကသူကထန်ရနေတဲ့တော့မှာပဲဒီပိန်ကြီးပိန်ချောင်းနဲ့ကြောက်ခဲတွေကိုဖဲပြီးတော့လုံနေတာပေါ့နော်ဒီကျွန်တော်တို့ဒီခိုင်းရှင်နေခါတော့ကျွန်တော်ရင်ကဒီသူ့နဲ့တူတာဂျပန်နေဘယ်လောက်ရက်စစ်တယ်ဆိုတာတော့ကျွန်တော်တို့တိကျလေးမဖြစ်ပါဘူးပေါ့နော်ကျွန်တော်တို့ဒီလူတွေရဲ့ဒီလူတွေရဲ့ဘဝကိုကျွန်တော်ခံစားမိတယ်ဗောနော်။အောက်မှာ ်အနာဘာဘာဘာဝိုးရေစုမတော်တဲ့မှာရုံပြလှုပ်ရှားနေတာဒီဒီခိုင်းရင်နေတာတော့ဝစ်ဆော်ပြင်းနေဂျပန်ပေါ့နော်တကယ်လို့ဟိုဒါဒီလိုမြောက်ထဲမှာလုပ်ခုမဲ့ဆိုတော့ဒီလိုလုပ်တွေကိုခံစား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 ကြည့်လို့ရရပေါ့နော်ဒီလိုဟာကျွန်တော်လူအားနဲ့လုပ်ဖို့ဆိုတာဘလို့မှတနေ့တနေ့ပြီးဖို့မလွယ်ဘူးပေါ့နော်ပြီးဖို့ကျွန်တော်တို့ဘလောက်မှခီးတွင်ဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့နော် ျွန်တော်ရဲ့ဒီဟိုမြေအောက်ကဘာမြေအောက်လိုင်းခေါ်ဝမ်းမြောင်းသုံးခုစီရင်ဒီဘလော်လေးကဒီမှာပဲဆုံးသက်ခဲ့ပြီဖြစ်ပါရဲ့ခင်ဗျာမိတ်ဆွေတို့နဲ့မြေအောက်လိုင်းခေါ်တွေကိုစိတ်ဝင်စားတဲ့အင်္ဂါချူကိုမတော်နိုင်ဘူးဆိုမှအင်္ဂါချူပုံစံတူတဲ့ဒီနေရာလေးကိုတွားခြင်းနဲ့ဆိုတော့ဒီတွားရောက်ဒီဝမ်းမြောင်းသုံးခုလေးကိုတွားရောက်လေပတ်ဖို့အကြံပြုရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါရဲ့ခင်ဗျာဟုတ်ကဲ့ပါနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ